ပါရှင်မင်္ဂလာပါရှင်သမီးနာမည်အဆောပါရှင်သမီးနာမည်အဆောပါရှင်သမီးနာမည်သမီးနာမည်အဆောပါရှင်အလုံးမမင်္ဂလာပါအဲတငယ်ကြီးတို့ရဲ့ဒီနေ့ second hand house site ကိုတွားမယ်လာခဲ့နော် house site Sweden နိုင်ငံမှာဘာဖြစ်လို့ house site ကိုအဲ popular ြစ်တာလဲဆိုတာကတော့ပြောပြမယ်နော်အဲဟိုစီတဲ့လူတွေရှိတယ်လို့မသိသေးတဲ့လူတွေလည်းရှိတယ်လေနော်ဟိုဘဟုတုတအနေနဲ့နားထောင်တော့အမကဘမစကသိမရဘူးဒါပေမဲ့ဘမလို့ပြောခြင်းတဲ့ဆိုတာကတော့အာဘမဘီကမြန်မာပြည်မှာရှိတဲ့တငယ်ချင်းတွေကို နားလည်စေချင်လို့နော်အော်အမကကရင်ပါသမီးကတော့ပြေစကသိမရဘူး ပြီးတော့ဟိုဘမစကားလည်းမရဘူးသူကတော့ဒီနိုင်ငံမှာဆိုတော့ဒီနိုင်ငံမှာမွေးတယ်ဆိုတော့သူကဟိုအင်္ဂလိပ်စကားနဲ့ဟိုအဲ့ဒီဆွီဒစ်ကအဲ့ဒီနခုပဲရတယ်တော်တော်ကောလာတယ်เอออาม่าอคูเปียวๆมาก็တော့အဟောက်ဆိုင်ဆွေတိုင်းနိုင်ငံမှာအဟောက်ဆိုင်ကိုတနိုင်ငံလုံးရှိတယ်เนาะဘယ်သွားသွားအဟောက်ဆိုင်ရှိတယ်သူတို့ရဲ့ဟိုအာဆိုင်ရှိမှာလော့ပစ်လို့ဟိုရေးထားတယ်เนาะအဲ့ဒီလော့ပစ်ရေးထားတဲ့ဟာကို တွေ့ရရဲ့အဲ့ဒါကဟိုအဟောက်ဆိုင်ပဲလို့နော်အမ်သူတို့အဲဘာဖြစ်လို့အဟောက်ဆိုင်ကိုဖွင့်အမ်များလဲဆိုတာကတော့သူတို့ကအဲ့ဒီအဟောက်ဆိုင်ကိုဟိုရောင်းပြီးတော့ရတဲ့ပိုက်ဆံတွေကိုသူတို့ဘယ်မှာသွားတော့လဲဆိုတာကတော့သိချင်လားသိချေပြောပြမယ်ငါသက်ဆန်သူတို့ကငါဆောင်းနေအဲ အဲ့ဒီမှာအောက် house အိမ်မှာရတဲ့ပိုက်ဆံတွေကိုဟိုတခြားနိုင်ငံကနော်ဟိုလူတဲ့အကူအညီတွေသူတို့ကလူပေးတယ်အဲဥပမာကျောင်းမှာဆေးရုံမှာဟိုအများကြီးအဖက်ဖက်ကပေါ့နော်ဟိုလူတဲ့နိုင်ငံတွေเออหลูเรอะกุญีတွေကိုသူတို့ကထောက်ပတ်တယ်ကုญีတယ်အဲပြီးတော့မိခင် တွေကိုလည်းကူညီတယ်အဲသူတို့ကနိုင်ငံအနှတ်ကို အကုန်လုံးကူညီတယ်မြန်မာပြည်မှာလည်းကူတယ်သိတယ်ကျွန်မသိတယ်နော်မြန်မာပြည်မှာလည်းသူတို့ကူတယ်ဒါပေမဲ့အဲအဲသူတို့ကူတဲ့နေရာမှာဗမာပြည်အထဲမှာရောက်လာမရောက်လာတော့ကျမကတော့အဲ့ဒါတော့မပြောတတ်ဘူးเนาะဒါပေမဲ့သူတို့လူတာကတော့တွေ့တယ်သိတယ်เนาะအဲဟော အဲ့ဒီအဖွာကြီးကကျမတို့နဲ့ဟိုအရန်ခင်းနေလေနော်ဟိုဟိုဘာပြောလဲကျမတို့ကခရိယတဆိုတော့ကျောင်းဟိုဘာလဲဘုရားကျောင်းမှာအတူတူတက်ခဲ့တက်ခဲ့တယ်အဲ့ဒီနေ့မှာဆိုရတော့သူသူစီမှာသွားလဲရင်းနဲ့အဲ့ဒီသူကအဲ့ဒီမှာသွားပြီးတော့ကူတာလေနော်အဲ့ဒါကြောင့်မလို့သူစီကိုသွားလဲရင်းနဲ့အဲ့ဒီဗီဒီယိုကိုရိုက်ဖြစ်တယ်ပြီးတော့အဲ့ဒီပကံတွေဟိုအင်ဂျီတွေ အဲ့ဒါတွေကိုလေသုံးပြီးသားပစ္စည်းတွေပဲเนาะဒါပေမဲ့လို့သူတို့ကဟိုပြစ်မထားဘူးအကောင့်ကြီးပဲရှိသေးတယ်ဆိုပြီးတော့အဲ့ဒီနေရာမှာတွေ့ပြီးတော့လူတယ်ပြီးတော့သူတို့နောက်တစ်ဆင့်သူတို့ကပြန်ရောက်တယ်စီကံရှိတယ်လေเนาะအဲ့ဒီနိုင်ငံမှာအုံးအကုန်လုံးသွားပြီးတော့ဝေကြတာပဲပဲဆာရှိတဲ့လူတွေလည်းသွားပြီးတော့ဝေတာပဲပဲဆာနည်းနည်းရှိတဲ့လူတွေလည်း ွားပြီးတော့ဝယ်တာပဲသူတို့ကအဆင့်တန်းဆိုတာကတော့ဟိုခွဲတဲ့လူတော့ရှိမှာပေါ့နော်အဲနိုင်ငံမှာဒါပေမဲ့လို့မများဘူးနဲတယ်အဲ့ဒီနိုင်ငံမှာနော်မသိတဲ့လောက်ကတော့နဲတယ်သူတို့ကဟိုနေကတထေးပဲနေကဟိုစည်ရသားပဲအဲ့ဒါတွေကတော့ဟိုမရှိတဲ့လောက်ရှားတယ်နော်ကြားရဘူးနော်အဲသူတို့နိုင်ငံမှာဟောတော့ အေးအဲ့ဒါကတော့အကောင့်တဲ့အချက်ပေါ့နော်အဲ့ဒီခုံတွေလဲဟိုပက်စာနော်အဲချိုချိုလေးနဲ့ပြန်ရောက်တဲ့ဟို second hand ပေါ့နော်အဲ့ဒါတွေဒီပစ္စည်းတွေကကျမအတွေ့တော့အအသိပဲနော်ဟိုဒုညာအတွေ့တော့မသိဘူးဆိုဖာတွေရောပဲအကောင့်လုံးပြီးတော့သူတို့လောက်တဲ့အလုပ်တွေကအများအပြည့်ဒီမြတ်ကိုကူညီတာပဲများတယ်ပေါ့နော်